ဇော်ဖုံးဟိန်၃ဦးတုံရတဲ့အကြောင်းရင်းကတော့ဒဇင်ဦးအားတဲ့ပြန်ကြားရေးဇော်မေးလုံးထံမှာမေးခွင့်ရှိသူစကားစားမှပြင်ပလော်ဘီများထံရဝါဒဖြန့်များကိုဒဇင်ဦးကနေတဆင့်ပြီးတော့မှဖြန့်ဝေတာတဲ့နော်ဒဇင်ဦးကဆီယာမာကြီးနော်ဘောမထဲမှာဆီယာမာကြီးအဲသူ့ပေစင်းထဲမှာလည်းဆီယာမာကြီးတင်ပေးထားရမယ်နားထောင်စရာမလိုဘူးတဲ့အကုန်တင်ပါတယ်မကြည့်ချင်တဲ့သူကြော်သွားကြပါဟုတ်တယ်တိတ်မှန်တယ်ဟုတ်တယ်အဲ့တော့နော်ပြီးတော့အခုဒီပဲရင်း ဒီဘဲရင်စာတင်ချောင်းကိုဘုံကျဲရန်လက်ထောက်ချတည်င်းပေးတယ်လံမှာတည်င်းဦးဖြစ်တယ်တဲ့။နောက်ကျော်စိုးဦးပြည်ပမီဒီယာဆိုတော့လဲတဲ့တည်င်းဦးလောက်စကားစထံမှာဝင်ဆက်မှုမရှိဘူးပေါ့နော်။ဟိုယုံကြည်မှုယုံကြည်မှုလည်းမခံရဘူး။နောက်ပြီးတော့နှစ်ကြိမ်အဖမ်းခံရခံထားရတယ်ပေါ့နော်ကျော်စိုးဦးက။နောက်ပြီးတော့စကားစရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက်ကိုတည်င်းဦးကိုသူတို့ချင်းကက်တာဖြစ်တယ်။နောက်နောက်ပြီးတော့တခါဇော်ဘုံဟင်းလက်ဒီလိုပဲမမိုးခံကနေပြီးတော့မှသူ့ကိုတရားစွဲထားတယ်ပေါ့နော်။ဘာလို့ဆိုတော့အဲ့သူတို့အဖအကိုဆဲလို့ သူတို့ဘာယူဆဲလို့ကျင်းလို့ဆိုပြီးတော့မှမုံမခံရနေပြီးတော့မှဇဘုံဟင်းကိုတရားဆွဲတယ်။တရားဆွဲတဲ့အခါကျတော့ဇဘုံဟင်းကနေပြီးတော့မှအဲဟိုဒဇင်ဦးကနော်ဟိုဒဇင်ဦးကဆရာမကြီးပေါ့နော်အဲနောက်ဆုံးဘာဖြစ်လို့ဆိုတော့သူတို့သူတို့ဟိုဗာလဲဒီစကားစတွေရဲ့ဟိုနေပေါ့နော်ဒီ meeting တွေမှာဆိုလို့ရှိရင်လည်းဟိုဒဇင်ဦးကတိတယ်မလားဟိုမေးမြန်းခွင့်မေးမြန်းခွင့်တဲ့မေးမှန်းခွင့်တော့သူကတောင်းဝင်ရထားတာဆိုတော့အဲသူကပေါက်ရောက်တယ်ပေါ့ဝဲပြောရမယ်ဆိုလို့ရှင်အဲ့တော့ဒီစစ်စစ်ကောင်စီထောက်တိုင်နေเนาะမဘာသားတွေစံဖို့တွေ အဲအဲ့အရာတွေကနေပြီးတော့မှအဲ့အရာတွေနဲ့လည်းသူကအကျန်းကျွမ်းတဝင်ပို့ရှိတယ်နော်ဒီစစ်ကောင်စီနဲ့လည်းအကျွမ်းတဝင်ပို့ရှိတယ်အဲ့တော့ဇော်ဖုံးဟင်းကိုမိုးမိုးခိုင်ကနေပြီးတော့မှတရားစွဲမဲ့အခြေအနေမျိုးမှာဇော်ဖုံးဟင်းကနေပြီးတော့မှနော်ဒီတစင်ဦးကိုပြေးကတ်တဲ့သဘောပဲနော်ပြေးကတ်တဲ့ဘောပဲဘာလို့ဆိုတော့တစင်ဦးကဒီသူတို့ရဲ့ဒီစကားစအဝင်းအဝိုင်းကဒီဥပဒေအကြောင်းရဲ့အတရားလေးတွေကိုလည်းသူကနားလေနားလေမှုလေးရှိတယ်ပေါ့နော်အဲနားလေမှုရှိတဲ့ခါကျတော့သူက ဇဘုံရဲ့ကက်တင်ရှင်ကြီးပေါ့နော်ဇဘုံရဲ့လည်းဟိုယောက်ျားကြီးတံမဲနဲ့မိမသမိန်သာသွားပြေးခိုးရတာပေါ့နော်အဖြစ်ကအဖြစ်တရားအဲ့လိုမျိုးတို့တို့တို့ခင်ဗျာတကယ်ကြည့်လို့ရှိရင်တို့လည်းပြေးစရာမြေမရှိဘူးပြေးစရာမြေမရှိတဲ့ထဲမှာမှမိုက်လုံးမိုက်လုံးကြီးတဲ့ကြီးမိုက်လုံးနဲ့နေကြတာမိုက်တွင်းနဲ့နေကြတာနော်အဲ့တော့တစင်ဦးကဆရာမကြီးပေါ့နော်အဲ့တော့တေစင်မှလည်းသူ့ကိုဆရာမကြီးနေရာပေးရအောင်နော်အဲ့တော့တစင်ဦးဟာဇဘုံကြီးကိုနော်ဇဘုံကြီးကိုသူကဝမ်းရံပေးတဲ့ ုံစံမျိုးပေါ့နောက်ပြီးမက်မက်ပုတုနဲ့ဆိုဖုံးရရလဲဂျင်းနေတယ်ဂျင်းနေတယ်ဆိုပေမဲ့မက်ပုတုကမပေါက်ရဘူးเนาะဒီစစ်ကောင်စီအဝင်ဝိုင်းနေမှာမပေါက်ရဘူးဘာလို့လဲဆိုတော့ तू ကလည်း तू ကလည်းဟိုတခါတခါထားကက်တယ်လေသူတို့ရဲ့သူတို့ဘက်ဘက်ကြီးကိုထားထားကက်တယ်ဆိုတဲ့ခါကျတော့ तू ကလည်းမပေါက်ရဘူးပေါ့အဲ့တော့ဇောဘုံရဟိုဘက်ပြေးရမလို့ဟိုဟိုဟိုလူကိုအပူညီကောင်းရမလို့ဒီမြို့အားကိုးရမလို့ねနောက်ဆုံးဒဇင်ဦးစီရောက်သွားတာအဲ့တော့ဖြစ်လေသူတို့၃ယောက်ကအဲတိတယ်မနာဒီတော်လန်ရေဟိုနေပေါ့เนาะဒီဟိုနေပေါ့ ပြောရမယ်ဆိုတော်လိုင်းပေါ့နော်သူတို့ဒီတော်လိုင်းရင်းမှာသူတို့ကလည်းပြန်ဦးနေဖြစ်တယ်ပေါ့တိတယ်မလားဟိုအရန်ကိုစူးစမ်းပန်းစားနေဒီပါဝင်ဆင်နွှဲနေတယ်ဆိုတဲ့ဟာအဖက်ပြန်စေတာအဖက်ပြန်စေတာသစင်းဟိုကဆရာမကြီးနော်အဲ့တော့ဇော်ပေါင်းရင်းကနေပြီးတော့မှမကြခင်ကသူကငင်းချန်ကပြူစောတီတီတာရုပ်မုံကိုလည်းသူကသွားတွေ့ထားပြီးပြီအဲ့တော့သူကနော်တီတာရုပ်မုံနဲ့လည်းသူကသွားတွေ့ထားပြီးပြီမမိုးခိုင်နဲ့ရင်ဆိုင်ရမယ် အမှုနော်မမုတ်ခိုင်မမုတ်ခိုင်တိုင်ထားတဲ့အမှုကိုရင်ဆိုင်ဖို့အတွက်နော်တစင်းဦးတီတာယူမွန်မပူတုအဲ့၃ဦးဟာဇော်ဖုံးအိတ်အတွက်အလိုအပ်ဆုံး၃ယောက်ဖြစ်တယ်နော်ဇော်ဖုံးအိတ်ဇော်မုတ်ဇော်ဖုံးအိတ်ရဲ့အတက်ကယ်ဈေးတွေပေါ့နော်အဲအဲ့တော့စကားစနေမြေတွေအဲပြန်သိမ်းမယ်ထုတ်ပြန်ထားပြီးပြန်နော်တစင်းဦးကြော်စိုးဦးနော်အဲ့နေရာမှာသူကဘုံကျဲရန်ဘုံကျဲရန်နေရာဘုံဘုံကျဲရန်နေရာကိုချပေးဖို့ဒလန်လုတ်ဖို့နော်ဒီဘဲရင်အိုးထင်းရွာစာတင်ချောင်းကိုဒီတစင်းဦး ကနေပြီးတော့မှသတင်းပေးလိုက်တာသတင်းပေးလိုက်တာတဲ့အဲ့ဒီစာတင်เจ้าကเนาะ NUG ပညာရေးအကြောင်းဖြစ်တယ် NUG အပေါ်ကိုပြည်သူတွေเนาะဝေဖန်မှုမြင့်တက်လာအောင်เนาะဟိုထောက်ခံမှုရော့နေလာအောင်ဆိုတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်နဲ့လှုပ်ဆောင်တာဖြစ်တယ် KIA ပြစ်ချမှုကြောင့်ဆေးရဟယင်နှင့်စီးပြတ်မှုတွင်စစ်ကောင်စီပြူဟာမှုနှင့်အဖွဲ့တေဆုံးရွှေကူအနီးတောထဲတွင် ပြစ်ချသည့်ရဟယင်ပြက်ကို KIA တပ်ဖွဲ့များကရှာဖွေတွေ့ရှိပြီးဟုဆိုကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသောရဟယင်၃စီးကို KIA ပူးပေါင်းအဖွဲ့ကယနေ့ပြစ်ခတ်ခဲ့ရာနှင့်စီးထိမှန်ပြစ်ချသွားခဲ့ပြီး ပြကြသွားသောရဟတ်ယာဉ်တစ်စီးတွင်လိုက်ပါလာသောစစ်ကောင်စီဗျူဟာမူနှင့်အဖွဲ့တည်ဆုံသောကြောင့် KIA ရှီတန်းတည်ရင်မြစ်ကပြောဆိုသည့်ယနေ့မွန်းလွဲတနာ ਈ ကြောအချိန်ဗမော်စကခါ20တုစစ်ကူလာပို့သောစစ်ရဟတ်ယာဉ်၃စီးကို KIA ပူးပေါင်းတပ်များကပစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်သောစစ်ရဟတ်ယာဉ်တစ်စီးမှာရွှေကူမြို့အေယာတုမြတီမြစ်အနောက်ဘက်အခြံ KIA တရင်ငားနယ်မြေရှိတောထဲသို့ပြတ်ကျသွားကြောင်းရင်းရဟတ်ရင်ပြည်နေရသူ KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးဖြစ်ကြောင်းရင်းရဟတ်ရင်တွင်စစ်တပ်မှဖြူဟာမှုနှင့်အဖွဲ့ပါဝင်ပြီးအားလုံးတေဆုံးကြောင်းသိရှိရသည့်ဖြူဟာမှုလာလဲတာအဲ့ဒီရဟတ်ရင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအေယာတူမြတီမြင့်အနောက်ဖက် KIA တက်ရင်းငားတောထဲမှာပြတ်ကျတယ်အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီးနောက်တစ်စီးကတော့ရွှေကူမှာ အရေးပေါ်စင်နာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်။တန်ကာကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူး။ငါတို့ပြစ်တာကဟဲ့ရင်နဲ့စည်းစလုံးပြက်သွားတယ်။တောထဲမှာပြက်သွားတဲ့ရဟတ်ရင်မှာဖြူဟာမှုပါတယ်။အားလုံးတည်တယ်။ငါတို့အဖွဲတွေရောက်နေပြီးရွှေကူမှာအရေးပေါ်စင်းတဲ့ကောင်ကတန်ကာကျိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်။ဟု KIA အရှိတန်းတရင်ရင်မြစ်ကပြောဆိုသည်။ယခင်ကလည်း KIA ကစစ်ကောင်စီတပ်ဤရဟတ်ရင်နဲ့တိုက်လေရင်များကိုပြက်တီအထိပြစ်ချနိုင်ခဲ့သည်။ 2020တခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောက်မြို့နယ်မြို့တင်နှင့်ကုန်းလာကြားတွင်စစ်ကောင်စီ၏မှ၃၅တိုက်ခိုက်ရေးရဟတ်ရင်ကိုကချင်လူမျိုးရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင်းထိုသို့ပစ်ချခဲ့မှုကြောင့်ရဟတ်ရင်ပြက်ခဲ့ပြီးရဟတ်ရင်မူဗိုလ်မူကျော်စရာထွန်းဗိုလ်ကြီးတန်းထွန်းလင်းအုတ်ခွဲတက်ချက်ကြီးကျော်စွာအောင်တို့တည်ဆုံခဲ့ကြသည်နောက်ပြီးတော့မှသူတို့ကကြိုးတင်ကြိုးတင်ကြံစီထားတာလည်းဖြစ်တယ်။နောက် PDF တွေ PPC byte တွေနဲ့လက်လုံမိုင်းတွေကိုเนาะဟို PDF တွေ PDF တွေအထင်လွဲစေရန်နော် PDF တွေကိုပြည်သူတွေကနေအထင်လွဲအောင် PDF တွေကိုထောက်ခံနေတဲ့သူတွေကိုအထင်လွဲအောင်ဆိုပြီးသူတို့ကလေ PDF PDF PPP ဟာလေ PPC ပိုက်တွေပေါ့နော်ဒီဟာတွေလှုပ်ဆောင်နေတယ်ဆိုတာကိုသူတို့ပုံနဲ့တင်တယ်နော်တင်တယ်နောက်ပြီးတော့မှအဲ့ဒီပုံတွေကနေအဲ့ပုံတွေတင်တယ်နောက်ပြီးတော့အဲ့ဒီအိုးထင်းရွာဒီဒီဘက်ရင်အိုးထင်းရွာကြောင်းလည်းမဟုတ်ဘူးနော်အဲ့ဒီပုံတွေတင်ထားတယ်အဲ့ဟာတွေကလည်းအဟောင်းတွေဖြစ်တယ်လက်ရှိဟာမဟုတ်ဘူးအဲ့ဒီ PPC ပိုက်တွေပိုက်တွေလှုပ်နေတဲ့နေရာကလည်း ခုလက်တလောဘုံကျဲခံရတဲ့စာတင်ချောင်းလည်းမဟုတ်ဘူးเนาะတခြားနေရာကြီးနဲ့တခြားဥစ္စာကိုဒါတို့ကရှင်းပြရတဲ့ဒီဥစ္စာကိုတို့ကတို့ကအဖက်ဆဲတဲ့အနေနဲ့အဲဒီမင်းတို့ရဲ့ဒီဒီဘဲရင်အိုးထင်းရွာကိုအတုံးချလိုက်တာเนาะတို့တို့တွေဒီဇော်ဘုံရင်အပြစ်အပြစ်ချမခံရဘူးရေးနဲ့တို့တွေเนาะဒီတို့ရဲ့ဒီဟိုစစ်စင်ရေးမှာတို့တွေဘလောက်ပါဝင်လဲเนาะဒီအဘကြီးအဘကြီးဘက်ကဘလောက်ရက်တီပေးထားလဲဘလောက်စူးစမ်းထားလဲဆိုတာတို့ကကလေးတွေကိုခူတုံးလောက်ပြီးတော့မှတို့ရဲ့ ဟာကိုအဖက်ဆယ်သွားတာပြောရမယ်ဆိုလို့ရှိရင်နော်အဲ့လိုမျိုးဘုံကျဲဘုံကျဲဖို့အတွက်ကိုတစင်ဦးကနေပဲဟိုကလောက်တာနော်စီမံစီမံခန့်ခွဲတာနော်အဲ့တော့ဆရာမကြီးနော်အဲ့ကောင်မကြီးကိုမေ့မထားကြနဲ့မေ့မထားကြနဲ့อืมဘယ်နာမှနေတယ်ဆိုတာအစအကုံဆုံးစမ်းတွေ့ရတဲ့နေရာမှာတွေ့ရတဲ့နေရာမှာဒါပဲနော်နောက်တော့ဘုံကျဲချပြီးတဲ့နောက်နော်စအစကစသတင်းကြံကြားရေးကငင်းချက်မထုတ်ခင်မှာပဲတစင်ဦးကျော်စိုးဦးဇော်ဘုံရင်တို့အတုံးကနေပြီးတော့မှနော်ကြိုတင်ပြီးတော့မှတနေရာထဲမှာရှိနေတာအဲ့ဒါကြီးကတကယ်နော် ။တေချာစင်းစားကြည့်။ဘုံကျဲပြီးတာမကြတာဒီသူတို့၃ယောက်ကဒီဟာကြီးကိုတန်းပြီးတော့မှငင်းချက်တွေနော်ငင်းချက်တွေပေးနေတာ။ငင်းချက်တွေပေးနေတာကြီးကရုတ်တရက်ကန်မဲ့လွန်အကြီးတယ်နော်။အဲ့ဒါအဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ဒါကြိုတင်ကြံစီထားတယ်နော်။တူတင်ကြံစီထားတယ်လဝါရိုက်ထားကြတယ်ဆိုတာဒါကြီးကအချင်းသားမြင်နေရတယ်เนาะအဲ့တော့ဒဇင်ဦးကဥဆောင်ပြီးတော့ပဲဒီဘဲရင်အိုးချင်းရွာစာတင်ကြောင်းဖြစ်စဉ်ယုတ်တိမရှိယုတ်တိမရှိကြောင်းလုံးကြံတာဖြစ်ကြောင်းစာတင်ချိန်မဟုတ်ကြောင်းသတင်းဖုံးရံစတင်ပြီးတော့မှเนาะဒဇင်ဦးရဲ့ဇော်ဖုံးအေးရဲ့เนาะဟို ကျော်စိုးဦးရဲ့၃ယောက်ကနေပြီးတော့မှမဟုတ်လိန်လေပြီးတော့ပေါ့နော်တည်င်းလွှင့်လိုက်တယ်အဲ့တော့နောက်ပြီးတော့မှဇော်ဖုံးအင်းကိုနော်ဘောမတစင်ဦးကနေပြီးတော့မှဆက်ပြီးတော့မှအဲဆက်ပြီးတော့မှရုပ်တိရုပ်ကန်းရှိအောင်သူကလုတ်ပြတာလုတ်ပြတာပေါ့နော်အဲ့တော့ဆက်ပြီးတော့သူကအဲဇော်ဖုံးကြီးကိုလက်တွဲပြီးခေါ်သွားတယ်နော်လက်တွဲပြီးခေါ်သွားတယ်တစင်ဦးအဲ့လိုပြောဆိုနေတဲ့အချိန်မှာဇော်ဖုံးကြီးကအဲသူ့ဘာသူသူမျက်နှာပြက်တာကဟိုသူ့တိရမလား ငါငါအပြစ်တွေလွတ်မလွတ်ပါမလားအပြစ်တွေပိုကြီးလေးသွားပြီလား तू တွေးကောင်းတွေးနေမှာပေါ့နော်ဆိုတော့ तू စိတ်ထဲမှာ तू ပဲတည်နိုင်တယ်မင်းရင်လို့မတည်နိုင်ဘူးအဲ့တော့ तू မျက်စိပြတ်တာဘာကြောင့်လဲဒီဒီဟာကြောင့်လဲဖြစ်ချင်မှဖြစ်မယ်ဒီဟာဒီကောင်းတွေဘက်မှန်လို့ရှိရင်အစောကြီးတည်းကဘောမမအောင်နော်အစောကြီးတည်းကဟိုလက်တုံးချောင်းထောင်ပြီးတော့ဒီဘက်တော်လိုင်းရေးဘက်ကိုအချိန်မီကူးလာမှာလေဒီချိန်ကြီးမှမကူးလာလို့ရှိရင်တော့ဒါတို့ကတော့ဘောဘောမစစ်စစ်ကြီးတွေနော်တို့ကိုယ်တိုင်လည်းပြောတယ်ငါတို့ကဘောမစစ်စစ်ကြီးတွေဘောပဲမမှာဆိုတာမျိုးอ่ะဒါကိုတို့ဘာမှမျောလင်းလို့လည်းမရအောင်နော်မျောလင်းလို့လည်းမရအောင်စောင်းစားနေလို့လည်းမရအောင်ယုံကြည်ပေးလို့လည်းမရအောင်အဲ့တော့ ဇော်ဘုံကြီးမျက်နှာပြက်တာကြီးမကြည့်မသားကြီးဖြစ်တာကြီးအဲ့ဒါကြီးမင်းရင်လို့အဲ့ဒါကြီးမလိုအပ်ဘူးနော်မလိုအပ်ဘူးဘာလို့ဆိုတော့ဘောမှာဘောမှာပဲသူကဒီမျက်လုံးမျက်နှာပြက်ပြက်မပြက်ပြက်ဘောမှာဘောမှာပဲအဲ့တော့ဇော်ဘုံကြီးလာတဲ့အကြောင်းရဲ့ဒဇင်ဦးကသူ့ရဲ့အမှုအတွက်ဝမ်းရံဖို့ဝမ်းရံပေးဖို့အတွက်သူကဒဇင်ဦးကိုလာပြီးအကူအညီလာတောင်းတာဒဇင်ဦးကဒီလိုဒီလိုတွေလုပ်ရမယ်ဆိုတဲ့ဟာကိုနော်သူကလမ်းကြောင်းပြတဲ့ပုံစံမျိုးပေါ့ငါတို့ပြောတယ်လို့ပြောငါတို့သွားတဲ့နောက်ကိုလိုက်ငါတို့လုပ်တယ်လို့လုပ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲအဲ့တော့ဟိုဆိုရှယ်မီဒီယာပေါ်မှာဘလောက်ပဲသူ့ဘာသူအမောက်ထောင်ထောင်အမောက်ထောင်ထောင်ပေါ့နော်အချိန်တန်တော့လေသူက ဟိုဥကျိုးသွားတာပဲဒဇင်ဒဇင်ဦးဆိုတဲ့ဒလန်မနဲ့တွေ့ပြီးဥကျိုးသွားတာပဲเนาะအဲ့တော့ဒဇင်ဦးတို့ကောင်မမျိုးတော်မှသူကဆရာမသွားတင်ပြီးတော့မှပြတင်ရှင်လိုမျိုးသွားပြီးတော့အကူညီသွားတောင်းရရဆိုတဲ့အခါကျတော့ဒီကောင်တွေဘလောက်ဆောက်သုံးမကြလဲဆိုတော့အဲ့ဒါကိုစဉ်းစားကြည့်เนาะယောက်ျားကြီးတွေတမ်းမင်းနဲ့အဲ့တော့တိုင်းပြည်အတွက်အားကိုးဖို့တော့မစဉ်းစားနဲ့เนาะအဲ့တော့သူဟာကြံ့ရပါကြံ့ရပါတယ်မှာပါသွားတာဇော်ဘုံကြီးကเนาะကြံ့ရပါတယ်မှာပါသွားတာ ဓာခုတ်ရအောင်သူကလက်ဝင်ရှူလိုက်တာပေါ့နော်။ကြံရပါလေမှာပါသွားတာတေပေါ်ညှိလိုက်တာ။ဒဇင်ဦးကတေပေါ်ညှိလိုက်တာဇော်ဘုံဟင်းဦးပါ။အဲ့တော့ကျော်စိုးဦးအလှဲ့ကျော်စိုးဦးကကျော်သူကအားရကျင်းတဲ့ပုံစံမျိုးဒီဘုံကျဲတာကိုတိတယ်မှာမဖုံးမဖိနိုင်မဲနဲ့အဲတေကုံလဲအေးတာပဲဆိုတဲ့စကားသူပြောတယ်။နောက်ပြတော့မှာအဲတရင်ပေးဒလန်လောက်တာအောင်မြင်နေဆိုပြီးတော့မှထက်ကျဲပါဆိုပြီးတော့တော့သူကထက်ပြီးတော့မှနော်စော်ဩသွားသေးတယ်နော်ကျော်စိုးဦးကအဲ့တော့ ဟောဘာလို့လဲဆိုတော့တို့တွေ့လာပြီးလဲပြောတို့ကစကိုင်းဟိုဟာဟိုသွားကြတယ်ဗာလေဘောလုံးပွဲဆိုလားနော်သွားကြတယ်သွားပြီးတော့ဇော်ဖုံးကြီး live လွှင့်တာတွေ့တယ်နော်ဇော်ဖုံးကြီး live လွှင့်တာတွေ့တယ်နော်အဲ့တော့တို့အကြံစီအောင်မြင်နေဆိုတော့မစစကစအတိုင်းအတိုင်းအဝိုင်းနေတိအောင်နော်စကားစအတိုင်းဝိုင်းနေတိအောင်မဲ့တို့ကလုတ်ပြတာနော်တို့အပြစ်လွတ်အောင်တို့လုတ်ပြတာမင်းတို့ဒီဘက်တော်လိုင်းကြီးဘက်ကတော်လိုင်းကြီးဘက်ကတော်လိုင်းကြီးမိသားစုတွေတော်လိုင်းကြီးအဲမိသားစုဝင်ဒီမျိုးကလေးငယ်တွေကိုတို့နေနော်ချနှင်းသွားတာနော်ချနှင်းသွားတာဘလောက်ရက်ဆက်ရုံမှလဲဆိုတာတို့ဘလောက်အတအတကြီးလဲဆိုတာအဲ့ဒါကိုပဲကြည့်နော် အဲ့တော့ဒီဆက်ကဆအတိုင်းဝိုင်းတိအောင်အောင်မွေးခံဖို့အတွက်ခကြီးဆက်တာတွေတို့ကဆက်ပြီးတော့လုပ်ပြရတယ်နော်အဲ့တော့ပြီးတော့မှဆက်ကဆသတင်းလိမ်ပြန်ကြားရေးရနေပြီးတော့မှထုတ်ပြန်တယ်တို့ရဲ့အခြေအနေတွေစောင့်စောင့်ကြည့်ပြီးတော့မှသတင်းလိမ်ပြန်ကြားရေးရနေပြီးတော့မှထုတ်ထုတ်ထုတ်ပြီးတော့ကြီးညာတယ်နော်အဲ့တော့တို့ဟာနော်တို့ရဲ့ဒီစစ်ခွေးတွေအတိုင်းဝိုင်းထဲမှာဒဇင်ဦးတို့ဇော်ဘုံရင်တို့ဒီကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ဘယ်လောက်ထိအရေးပါလဲဆိုတာကြည့်အဲ့ကောင်တွေကိုအဲ့ကောင်တွေကိုလုံနိုင်လို့ရှိရင်ပြီးပြီနော်အဲ့တော့ ဘုံကျဲတဲ့စကားစာအရင်မလိမ်မဲမထုတ်ပြန်မဲနဲ့အဲ့ဒီ၃ဦးနော်ဒဇင်ဦးဇော်ဖုံးဝင်းကျော်စိုးဦးတို့ကနေပြီးတော့မှအရင်ထုတ်ပြန်လာအရင်စကားလမ်းကြောင်းပေးလိုက်တာစကားလမ်းကြောင်းပြီးတော့ဘာဖြစ်လဲသူတို့ဒလန်ဆိုတာကိုထင်တာမြင်တာအောင်ချပြသွားတာချပြသွားတယ်ဆိုတာကိုဒီဘက်ကလူတွေကသူတို့ကိုတန်းခတ်မှာအပြစ်ပေးမှာကိုသူတို့ကဟိုစိုးရိမ်ပြီးတော့လုတာမဟုတ်ဘူးစကားစာဘက်ကသူတို့ကိုချီးမြှောက်လာအောင်ယုံကြည်မှုတွေအားကောင်းလာအောင်သူတို့ကနော်လုတ်ပြနေတာပြောနေတာအဲအကြောင်းမလို့ပြည်တွင်းထဲကလူတွေကိုလည်းမှိုင်းတိုက်တာလည်းပါတယ် ဲ့ဒါကြောင့်ပြောတာအဲ့ဒီဥစ္စာကိုမရှဲပါနဲ့ဆိုတော့ဒါတော်တော်သေးတယ်အချိန်မီတားမြစ်တားလိုက်နိုင်လို့တော်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 တိတ်တော့မပြတ်နှံ့တော့ဘူးပေါ့နော်အဲ့တော့ပြီးတော့ဆယ်တန်းဖြည့်တဲ့စာမျိုးကိုကြောင်းထဲကိုတွားပြီးတော့မှနော်သူတို့အဖြစ်ကိုဖုံးကွယ်ဖို့အတွက်ကိုသူတို့လုပ်ကြတယ်နောက်ပြီးတော့စကိုင်းမုံရတွားပြတာတွေနောက်ပြီးတော့စကားဆာကိုသူတို့ဘလောက်အလုံးလုံးပြနိုင်ကြောင်းအောင်ဝဲခံလာတယ်ဆိုတဲ့ဟာကိုနော်အောင်ဝဲခံလာတယ်အောင်ဝဲခံနေတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကစကားဆာကြီးစကားဆာကြီးထင်တာမြင်တာရှိအောင်လုပ်ပြတာလုပ်ပြနေတာဟို မန်းရင်တို့ဘက်ကတော့ဟိုမန်းရင်တို့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဟိုသူတို့မန်းရင်တို့ဘက်တွေကိုမချိမဲ့မြင်လောက်တယ်စွပေးနေတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးနင်းဖြစ်တာပါအဲ့တော့တစ်ချက်ခုနဲ့ချက်ပြတ်ပေါ့နော်ဒီကောင်မကတော့ပေါ်သေးသေးတော့မဟုတ်ဘူးဒဇင်ဦးကအဲ့တော့ဒဇင်ဦးကြော်ဆိုးဦးနော်ဇော်ဘုန်းကြီးတို့ဒီပဲရင်အိုးထင်းရွာစာတင်ချောင်းစကားစမဘုံကျဲရံအတူပူပေါင်းဒလန်လောက်တာနော်ဒီအချင်းချုပ်လေးပေါ်ပြယုံနဲ့နော်အချင်းချုပ်လေးပေါ်ပြယုံနဲ့အချင်းချုပ်လေးဟိုနင်းဖြစ်ယုံနဲ့ဒဇင်ဦးကြော်ဆိုးဦးဇော်ဘုန်းဟိန်းတို့ဟာ စည်ရေးပြတ်မှတ်နော်စည်ရေးပြတ်မှတ်တွေလို့တတ်မှတ်စေခြင်းနဲ့နော်လုံးဝလုံးဝတွေ့ဖယ်လို့မရဘူးဒါမဟုတ်ရင်လို့စည်ရေးအရာသူတို့ကိုပြတ်မှတ် ထားတင်ထားရမယ်ထားတင်ရင်ထားရမှာမို့ထားကိုထားရမယ်ထားကိုထားရမယ်ဘယ်လောက်ထိရုပ်မှာလဲဆိုတော့ဒီတစင်ဦးဟာနော်အခုဆိုလို့ရှိရင်ဒီလိုဘုံကျဲတာဘုံကျဲအောင်လို့တောင်မှ तू ကဒီနေမြေတွေကိုစင်းပြီးတော့မှတည်င်းอยู่တည်င်းပေးလောက်တာမျိုးတွေအဆင့်ထိတောင် तू ကလောက်လာနေပြီဆိုတဲ့အခါကျတော့ ဒါကသူကစက္ကစတည်တဲ့ကောင်မှပိုရုပ်မာတဲ့အမျိုးသမီးလို့ပြောရမယ်နော်ပြောရမယ်အဲ့တော့မင်းရင်တို့တော်လန်ရဲ့ပြစ်မှတ်ပြစ်မှတ်ကဒဇင်ဦးဟာထိတ်ဆုံးမှာပါသွားပြီနော်ဇော်ဘုံဟင်းကျော်စိုးဦးအဲ့အားလုံးလည်းတိမာပါတချို့လည်းတချို့တိမယ်တချို့လည်းတိချင်မှလည်းတိမာပေါ့နော်စာဖတ်တဲ့လူတွေကတော့တိမာပါမင်းရင်လည်းတင်ထားပေးပါလေ ဲ့လေတက်ပူရဲ့အဖေအဖေကိုမျိုးတဲ့အကြီးတဲ့ဝင်ဖမ်းလိုက်ပြီးတော့မှဘယ်နေရာလဲမမေးနဲ့အတော့လက်ဆိုတာရှိတယ်ငါတို့အလှည့်လာပြီးဆိုတဲ့ဒီဥစ္စာကိုရေးပြီးတော့တင်လာတော်လန်ရေးအတွက်မန်းရင်တို့တော်လန်ရေးအတွက်ဘာမြန်နင့်နာသွားတာရှိတယ်မန်းရင်တို့ကတော်လန်ရေးအတွက်နင့်နာမယ်ထိခိုက်မယ်ဟာမျိုးမန်းရင်တို့လိုလူမျိုးကလုံးပါမလားဒါတက်တက်လားစိုက်ဝါလာထဲစိုက်ဝါလာထဲတယ်ဆိုတာတချို့လူတွေအချင်းအမြင်လွဲမအောင်အဲ့ဒါဘသူကလိုက်ပေးထားလဲဆိုတော့ဘသူကလိုက်ပေးထားလဲဆိုတော့သူတို့ဘက်ကဘောမှကြည်လိုက်အောင်လိုက်ပေးထား ားတယ်ဒါပေမဲ့အမလီအမေစုပုံကတင်ထားသေးတယ်တော်လိုင်းရေးပို့စ်ခုမှမတင်ထားပါဘူးတော်လိုင်းပို့စ်မတင်ထားပါဘူးเนาะအဲ့ဒီသူ့ရဲ့ comment ကိုလာပြီး like ပြီး like ပေးထားတာနောက်ပြီးတော့စိုးသူလက်တဲ့ဟုတ်ပါအာဝါသားတွေအာဝါသားတွေမကြည့်အောင်လုံးဝတော်လိုင်းရေးဘက်ကမဟုတ်ပါဘူးအဲ့ကောင်ကိုဘယ်လိုမလဲဟုတ်ပါ အဲမင်းတို့သူ့ကိုရေးလိုက်အောင်မင်းတို့သူ့ကိုရေးလိုက်အောင်မကစ်ပြီးတော့မှသူ့ကိုဘလော့မယ်ဘောမှလို့ရေးလိုက်ဘောမှကြီးလို့အရင်ကဆိုမဲရင်လေးတိကအဲ့လွန်ခဲ့တဲ့၁၀နှစ်ကျော်သွားဆိုအဲ့ Facebook ဒီတုံးတော့အဲ့လိုပေါ့နော်ကွန်အဲ့လို comment တွေလာမဲ့နေဘောမှလို့ရေးလိုက်ဘောမှကြီးဘောမှတောင်ကြီးလို့ဘောမှကောင်ကြီးပါလားခုမှပဲပြီးတော့ခုမှတေချာကြည့်နေခုမှ မျိုးဥပုံလေးယူထားလိုက်အောင်ဇောင်းစားရုပ်နဲ့နို profile ကိုယူထားတယ်နော်အာ block တော့မယ်ခုနင်းဖြစ်တော့မယ်ဆိုနို profile ကိုငါယူတယ်ယူပြီးမှငါ block လိုအပ်မယ်ရပါကွယ်သူ့ရဲ့ profile နဲ့ဝင်ကြည့်ပြီးပါပြီသူ့ရဲ့ friends တွေကအကုန်လုံးအာဝါသားတွေပဲဘာတော်လိုင်းရေးနဲ့ပတ်သက်ဆက်နွယ်မှုတယောက်မှမရှိဘူးနော်တော်လိုင်းကလေးပါတဲ့ တဲတဲ့ဇောဘုံဟင်းကအော်မောင်လေးကောဘရာမင်္ဂလာပါနော်ဇောဘုံဟင်းကတဲ့ကြော်စိုးဦးတစင်ဦးလင်မယား၃ဦးတဲ့တည်င်းပေးလို့တဲ့ဘုံကြခံရတာလို့အပြစ်မဲ့ပြည်သူတွေတေးရတာထောင်ထဲချီပဲမင်းများဆက်ဆံသူတို့လုံနိုင်အောင်ကောင်းတယ်ဒီလားနောက်ထပ်ဒီကောင်မကြီးကစိတ်ချစိတ်ချရအောင်ဒီကောင်မကြီးတော်တော်ကတော်တော်ရုံမာတာပဲကွာသူတို့က သမီးလေးနတ်မှန်နေတာကိုပြေတော့မှာသမီးလေးနတ်မှန်နေရတာကြီးလက်စားစားနေရတာသူကဘဝလိုချင်တယ်။အဲဘဝဘဝအစ်စ်မှန်နေရငါတို့ပြပောက်လာနေကြည့်လိုက်။ပြေလား။နင်တို့ကိုခဏလောက်ခဏလောက်ပေးနေခြင်းနဲ့ပြေလား။မလေးရှားလူနိုင်ငံမျိုးစင်ကာပူလူနိုင်ငံမျိုးမှာခဏတလပဲလာနေတလပဲလာနေလိုက်။နင်တို့ပြောင်းခြင်းစိတ်တွေပြောက်သွားတယ်။အော်ငါတို့နိုင်ငံကြီးကဒီလိုကြီးပါလားဆိုအပေါ်ကြီးကကြည့်နေရသလိုပဲ။အဲဟိုဗာလဲ ိုတုတ်တုတ်တန်တစားပြင်းလို့ပဲအခုဆိုပုံဆိုးတာပေါ့နော်မိဟိုမိတွေရှို့မိတွေပုံချို့ငလျင်ငလျင်တွေငလျင်လှုပ်လို့ပြိုပြက်စီးနော်ဖျားပြိုအောင်းပြိုအိမ်တွေပြိုဟိုဟိုဘက်ဟိုရွာဘက်တွေတောဘက်တွေကြည့်ပြီးအကြည့်ရင်လည်းဘာဖြစ်လဲမိမိတွေပုံချို့ထားဘုံတွေကျဲထားကျဲထားတာတွေဟိုလွန်ခဲ့တဲ့၁၀နှစ်၁၀နှစ်ကျော်ကလေးကမင်းရင်တို့ဒီပားနေပြီကိုယ်နိုင်ငံကိုပြန်ပြီးဆိုလို့ရှိရင်မြန်မာပြည်ရဲ့အဆက်ထဲကိုဝင်ပြီးဆိုတာနဲ့အပေါ်ကနေကြည့်မယ်ဟေးငါတို့နိုင်ငံကအဲ့လိုကြီးပါလားအဲ့လိုကြီးပါလားဆိုကြည့်ပြော်လीစိတ်တွေမကောင်းအောင်ကြည့်လား အမလီအာအဲ့မလီအဲ့မသဘောပေါက်လားကြည့်လေရွှေမြန်မာရွှေမြန်မာအမလီရွှေမြန်မာအမလီပါဇက်တရအာရီရရတာလို့အဲ့ဒါပါဖြစ်လို့အဲ့လိုရွှေမြန်ငါတို့ရွှေမြန်မာတွေ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 လို့ပြောတယ်ဆိုတာလေနော်နွားချေရွက်ထေကဖားတငယ်လေးတွေပဲပြောတာနွားချေရွက်ကြီးကိုနားနွားချေရွက်ထေကကိုရေရေအိုင်လေးကိုသူကပင်လေကြီးထင်ပင်လေကြီးထင်ပြီးတော့မှတခါလေလက်ပစ်ကူးနေကြပင်လေကြီးထင်ပြီးတော့တခါလေအဲ့မှာတခါလေဟိုဥမျိုးနေကြနော်ဥမျိုးနေကြပြပရောက်သွားတဲ့သူတွေက ကိုယ်နိုင်ငံကိုဟိုမင်းရင်လို့ဆိုအထင်မကြီးတာတော့မဟုတ်ဘူးကိုယ်နိုင်ငံပဲကိုယ်ကိုယ်နိုင်ငံအထင်ကြီးတယ်ဒါပေမဲ့မလုတ်တတ်မကင်တတ်တဲ့သူတွေရဲ့လက်ထဲမှာတံပိုးမထားတတ်တဲ့သူတွေရဲ့လက်ထဲမှာငါတို့နိုင်ငံကြီးကဂျုံဂျုံကြရတယ်ငါတို့နိုင်ငံကြီးကစုပ်ပြက်သွားရတယ်ငါတို့နိုင်ငံကြီးကမစင်ဟိုပြည်သူတွေမစင်ရဲတဲ့မယ်နဲ့စင်ရဲရတယ်ဆိုတာဂျင်းထုမနာပြက်ယူကျုံမရပြက်ယူကျုံမရပြက်တယ်ဒါဟိုမင်းရင်တို့ကခံပြင်းတာခံပြင်းတယ်ကိုယ်တွေနေနေရတယ်လို့မျိုးနေစေခြင်းနဲ့ခံစားစေခြင်းနဲ့ကလေးတွေလည်း เนาะปัญญาดิပြေးွားတဲ့ပညာดิသင်စေခြင်း ਨੇ ဉာဏ်ရေးဉာဏ်တွေးดิပြေးွားစေခြင်း ਨੇ ဒီလူအခွင့်ရေးတွေကိုသူတို့ကမခံစားဘူးလို့သူတို့မသိဘူးမသိတဲ့အခါကျတော့လက်ကလောရရှိထားတာယူသူတို့ကဓာတ်ရုပ်ဘဝလို့ထင်နေကြဟာသူတို့ဘဝကြီးပြည့်ပြည့်စုံနေပြီသူတို့အဲ့လိုထင်နေကြအခြေခံလိုအပ်ချက်ရေတို့မီးတို့ရေတွေမီးတွေတောင်ပြေးွားအောင်မပေးနိုင်တိုင်းပြည်ဘလို့တိုးတက် လူဘဝမြင့်မားဖို့အတွက်အခြေခံပညာရေးအခြေခံပညာရေးကိုလည်းနော်ဖူလုံးအောင်တင် जा မပေးနဲ့အခုကျောင်းလေး6လပိုင်းဆိုကျောင်းလေးပြန်ဖွင့်ပြီကျောင်းလေးပြန်ဖွင့်မိတာပြောတယ်ဗမာလေသူတို့စာတင်ဖို့ကျောင်းလေးစာတင်ဖို့ကျောင်းလေးဗမာလေငလင်လှုပ်လို့ငလင်လှုပ်လို့ကျောင်းလေးလည်းပြိုပြီးပြီနော်အေပယ်လာကနေအေပယ်လာအဲဘယ်နေရနေကနေပြီးတော့မှဒီပြိုသွားတဲ့ကျောင်းဆောင်လေးကိုအစ်အစ်ပြန်ပြီးတော့မှမောမန်ရမယ်တိဆောက်ရမယ်ဟိုပြန်လဲ ဟိုနေ့လောက်ရမယ်ပြုတ်ပြင်မိုးမှန်ရမယ်ဆိုပြီးတော့မှဒီနေ့ဒီဘာလှုပ်ဆောင်ချက်မှလည်းမပြမပြထားဘူးရှိလည်းမရှိဘူးအဲ့တော့အဲ့သူတို့သူတို့စီရကလေးတွေကဘယ်ကြောင်းကိုတတ်တက်ကြဘိုးဘက်ကကလေးတွေလည်းပညာကောင်းကောင်းမသိရဘူးသူတို့ဘက်ကကလေးတွေလည်းပညာတက်လာဆိုတော့မတက်ဘူးအဲ့တော့ဒီနေ့ဆိုရင်မင်းမင်းရဲ့เนาะသူမတရားအောင်မင်းပြောကောင်းကောင်းပြောပလိုက်တယ်မဟုတ်ဘူးတောင်းတာမင်းခုဒီတော်လိုင်းအေးမှလာမင်းထဲ့တာနော်ပို့ပေးတာနော်အဲ့တူလေးသူမတွေမဟုတ်ဘူးလာတောင်းတော့ဆဲလို့တာ ဆဲလွတ်တာဆဲလွတ်တာတော့မဟုတ်ဘူးပေါ့နော်သူတို့ဟိုဆုံးမလွတ်တာပေါ့နော်ဆုံးမလွတ်တာဒါဟုတ်သူတို့ကအဲ့လိုမျိုးဆုံးမလွတ်ရင်သူတို့ကမကြိုက်ဘူးအဲသူတို့စုလေသူကအဲ့လိုမျိုးထင်တယ်သူတို့သူ့စီကနေဘာဘာစကားကြားရလဲဆိုတဲ့ခါကျတော့အင်းနဲ့ရှိသရှိခုနေတော့လဲတဲ့ဒီလိုပဲတဲ့သူတို့တွေပဲတဲ့အဲ့လိုပဲအာနာတင်းပြီးတော့တဲ့ဟိုနှိရှေသူတို့အုတ်ချုပ်သွားတာပဲတဲ့အခုလဲဒီလိုပဲဒီလိုပဲဖြစ်လာမယ်ပဲတဲ့တမီးတို့ကထင်ထားတာလေတဲ့ထင်ထားတော့တဲ့တမီးတို့ဟိုဘာတက်နိုင်ပါလဲတဲ့ပြောလိုက်တယ် ပြောတယ်အဲ့လိုပြောတယ်အဲ့လိုပြောပြလိုက်တယ်ညီတို့လူအခွင့်အရေးတွေညီတို့ဆုံးရှုံးတယ်ညီတို့တည်လားလို့ပြောလိုက်တယ်အခုညီတို့လက်ထက်မှာတော့မှညီတို့ဒီလောက်နော်အစင်မပြေခက်ခဲနဲ့နဲ့နေအခုညီးမွေးထားတဲ့သားသမီးတွေနော်သားတွေသမီးတွေကြီးလာမယ်သူတို့ဖြတ်တန်းရမယ်အနာကက်ဘလို့သွားရက်တည်မလဲကဲနေ့သမီးကိုရွယ်ရောက်လာရင်ဒီအိမ်အောင်ပြုတ်အိမ်အောင်ပြုတ်မယ်ကဲသားကလည်းအိမ်အောင်ပြုတ်မယ်ဒါပေမဲ့အပြည်တွင်းထဲမှာကြံနေကြံနေခဲ့တဲ့သူတွေကလေလို့နော်အရက်သမားစေးသမား ဘိန်းသမားတခိုးကြဖို့စံကုန်မြေလေးတွေအဲ့စံကုန်မြေလေးတွေပဲညီသားသမီးတွေညီအိမ်တော်ဖက်ရမှာလို့ပြောလိုက်တယ်အေးတခုရှိတယ်ကောင်းမွန်တဲ့အနာဂတ်ကိုလိုချင်ရင်တော့ဒီအာနာရှင်နော်ဒီအာနာရှင်စနစ်ဆိုညီတို့တို့တော်လန်လို့တော်လန်မှာလို့ပြပလူတွေလုံးလုံးနဲ့မလုံးလောက်ဘူးလို့ဒီတွင်းကလည်းခုနှစ်ပြေလို့နောက်ဆုံး ကဲမလုံနိုင်ဘူးငါပြောတယ်လို့ညီမလုံနိုင်ဘူးထားလိုက်အောင်ရတယ်အေးဒီစစ်ကောင်စီဘက်ကနေအင်တာဗျူးတွေတက်လာတဲ့ဇလန်းတွဲတွေနော်ဒီမင်းသားတွေဖြောပြေးနေတာတွေညီတို့အဲ့ဒါကြတော့ဖုံးပေအကုန်ခံပြီးတော့အဲ့ဒါတွေညီတို့တွေဟီဟာဟာနဲ့ဖိုင်ပြီးတော့မှတခါလေးတာယာနေကြတယ်လို့ကျုပ်တို့တွေလုတ်ပေးရတယ်တန်တော်မတန်ဘူးရေလို့အခုညီကျုပ်စီကမဘိုးလာတော့ငါအချိန်လုံးကျုပ်စီကရမယ်ထင်နေလားလို့ပြောလိုက်တယ်